လူဦးရေ93သန်းရှိပြီးပြည်ထနာပေါင်း16000ရင်ဆိုင်နေရတဲ့မြမပြည်ရဲ့ကံကြမ္မာကိုပုံဖော်နေတဲ့အရင်အစိုးရအဖွဲ့ကလူဟောင်းတွေနဲ့လက်ရှိအစိုးရတဲ့အကြာအာနာလွန်ဆွဲပွဲကတော့ကျွန်တော်စိတ်ဝင်စားဆုံးကိစ္စတစ်ခုပါပဲ။နေပြီးတော့ဆိုတာကမင်းတို့ပျော်စံရနန်းဆိုင်ရနေရလို့အတိတ်ပဲရမှန်းတော်တော်များများကသိကြပါဗျ။ဒါပေမဲ့ကျွန်တော်ရောက်ခဲ့တဲ့နေပြီးတော့ကိုတော့ဘိုးချုပ်ကြီးတွေစိုးစံရနေရလို့လဲခေါ်နိုင်ပါဗျ။ အဲဒီလိုခေါ်နိုင်တဲ့အကြောင်းကတော့အင်မတန်ကိုရိုးရှင်ပါတယ်မြို့တော်ဟောင်းရန်ကုန်ကနေ320ကီလိုမီတာလောက်အကွာအဝေးမှာရှိတဲ့ဒီမြို့တော်တည်ဟာစစ်အစိုးရဟောင်းအကြီးအကဲဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့ကိုပိုင်ဖန်တီးမှုဖြစ်နေလို့ပါမြမပြည်ကိုသူအုပ်ချုပ်ခဲ့တာက16နှစ်ကြာပါတယ်1992ခုနှစ်ကနေ2012ခုနှစ်ကာလအတွင်း သူ့ရဲ့တင်းကျပ်တဲ့အုပ်ချုပ်မှုတွေကြောင့်သူ့ကိုစစ်အာဏာရှင်တဦးရဲလို့ပြည်တွင်းကရော တကဘာလုံးကပါသတ်မှတ်ခဲ့ကြပါတယ်။ဒါကြောင့်မလို့နေပြည်တော်ဟာ1962ခုနှစ်ကလေးကတိုင်းပြည်ကိုချုပ်ကန်ခဲ့ကြတဲ့ထိတ်တန့်စစ်ခေါင်းဆောင်တွေနဲ့သူတို့ရဲ့အပိုင်းအဝိုင်းအတွက်အထူးရည်ရွယ်တိဆောက်ခဲ့တဲ့ဆိုတာတန်တရားဖြစ်စရာမလိုပါဘူး။စစ်အစိုးရအကြီးအကဲက သူ့အစိုးရအဖွဲ့တစ်ခုလုံးကိုရန်ကုန်ကနေပြောင်းရွှေ့ကြဖို့အမိန်ပေးညွှန်ကြားခဲ့တဲ့2005ခုနှစ်နိုဝင်ဘာလကစပြီးနောက်ပိုင်းနှစ်ကာလတစ်လျှောက်နေပြည်တော်ဟာစစ်ခေါင်းဆောင်တွေအရာရှိတွေနဲ့အစိုးရအမှုဌာနတွေအတွက်ပါတတိတခြားထားတဲ့နေရာဖြစ်လာခဲ့ပါတယ်။မြမပြည်သူလူထုရဲ့အမြင်မှာတော့နေပြည်တော်ဟာစစ်အာဏာရှင်စနစ်ကိုကိုစားပြုပြီးစစ်ခေါင်းဆောင်တွေပိုင်ဆိုင်တဲ့စစ်အာဏာရှင်တယောက်ရဲ့ဝိညာဉ်ကနေပေါက်ပွားလာတဲ့နေရာတစ်ခုလို့ရှုမြင်ကြပါတယ်။ ဒါပေမဲ့အဲ့ဒီလိုအခြေအနေဟာထာဝရတော့မတည်တံ့ခဲ့ပါဘူး6နှစ်လောက်သာခံခဲ့ပါတယ်ဒီနေ့အချိန်မှာနေပြီးတော့ဟာဟိုတစ်ချိန်တုန်းကမြို့မဟုတ်တော့ပါဘူးအစိုးရအဖွဲ့ကိုရွှေ့ခဲ့ခြင်းကစလို့14နှစ်အကြံမှာတော့နေပြီးတော့ဟာအသက်ကင်းမဲ့ပြီးအထီးကျန်ဆန်တဲ့မြို့တော်တစ်ခုအဖြစ်သတင်းစာအတော်များများကတစ်ချိန်ကပေါ်ပြခဲ့ကြသလိုမျိုးမဟုတ်တော့ပါဘူးဘယ်လိုမျိုးပဲဖြစ်ဖြစ်နေပြီးတော့ဟာမြမာပြည်ရဲ့အာဏာဗဟိုချက်မှဖြစ်နေတော့မှာ ကျွန်တော်အမြင်ကတော့နေပြည်တော်ဟာအရေးပါတဲ့နီလန်၃ခုနဲ့နိုင်ငံရေးအရာတဆင်ပြီးတဆင် ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။အဲဒီအပြောင်းအလဲတွေထဲမှာပထမဆုံးကတော့၂၀၁၁ခုနှစ်မတ်လမှာပေါ်ပေါက်ခဲ့တာပါ။အဲဒါကတော့ဗိုလ်ချုပ်မူကြီးတန်းရွှေဟော သူကိုပိုင်ပါတီဖြစ်တဲ့ပြည်ထောင်စုကြံ့ခိုင်းနဲ့ပွင့်ပြွေးပါတီဟာ2010ရွေးကောက်ပွဲမှာအပြတ်အသတ်နဲ့အနိုင်ရပြီးတဲ့နောက်မဲမတမာမှုကြောင့်အဲဒီလောက်နိုင်တယ်လို့အများကယုံကြပါတယ်။ဗိုလ်ချုပ်မူကြီးဟောင်းဦးသိန်းစိန်ကိုတမ္ပတအဖြစ်ခန့်အပ်ခဲ့ပြီးအမိခံအယက်သားအစိုးရအဖွဲ့ကိုအာဏာလွှဲပြောင်းပေးခဲ့တာပါ။ ဒိုဂျီယာအပြောင်းအလဲကတော့2012ခုနှစ်ဇူလိုင်လမှာပါ AD အချင်းကအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်53ယောက်ဟာကြားပြတ်ရွေးကောက်ပွဲနိုင်ငံတော်လက်လက်နေရာ44နေရာမှာရှိတဲ့အထက်က53နေရာမှာအနိုင်ရပြီး USDP နဲ့ စစ်ဘက်ကိုယ်စားလှယ်တွေကြီးစိုးထားတဲ့လွတ်တော်တွေကိုဝင်းရောက်လာခဲ့ကြပါတယ်။နောက်ဆုံးလည်းဖြစ် အရေးအပါဆုံးလည်းဖြစ်တဲ့အပြောင်းအလဲကတော့2016ခုနှစ်မတ်လမှာပေါ်ပေါက်ခဲ့တာပါ။အဲဒီတော့က NLD ဟာ2015ခုနှစ်ရွေးကောက်ပွဲမှာမဲအပြည့်အသက်နဲ့အနိုင်ရပြီးတဲ့နောက်ပထမဆုံးအကြိမ်အနေနဲ့အစိုးရတရက်ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။ NLD ဟာ USTV နဲ့ တပ်မတော်ကိုယ်စားလှယ်တွေလွှမ်းမိုးထားခဲ့ဘူးတဲ့ပြည်ထောင်စုနဲ့ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်တွေမှာရှိတဲ့နေရာအများစုကိုအနိုင်ရရှိခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးနေပြီးတော့မှလူဟောင်းတွေနဲ့လူသစ်တွေအကြအာနာလွန်ဆွဲပွဲတစ်ခုကိုကျွန်တော်တို့တွေ့မြင်ခဲ့ကြရပါတယ်။ အဟောင်းတွေထဲမှာဆိုရင် တက်မရော်ရေဘိုဂျိုဟောင်းတွေရေနဲ့ USDB တို့ပါဝင်ပြီး1962ခုနှစ်နောက်ပိုင်းဆယ်စုနှစ်၅ခုကြာကြာတိုင်းပြည်ကိုသူတို့တွေပေါင်းပြီးအုပ်စိုးခဲ့ကြတာပါအစ်စ်တွေထဲမှာတော့2012ခုနှစ်ဂျာပြတ်ရွေးကောက်ပွဲနဲ့2015အထွေထွေရွေးကောက်ပွဲမှာနိုင်ငံရဲ့လွှတ်တော်တွေတဲကကိုယ်စားလှယ်နေရာတွေကိုအနိုင်ရခဲ့ကြတဲ့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းရင်းသားနိုင်ငံရေးပါတီတွေပါဝင်ခဲ့ကြပါတယ် ဒီအရေးပါတဲ့ဖြစ်ရပ်တွေကပဲနေပြည်တော်ကိုစီအာနာရှင်ဖန်တီးခဲ့တဲ့မြို့တော်တခုကနေနိုင်ငံကြီးအရာပုံမလှုပ်ရှားတက်ကြွလာပြီးအယောင်အသွေးစုံလင်တဲ့နေရာတခုအဖြစ်တည်တည်တတ်တာကြီးပြောင်းလဲပစ်ခဲ့ပါတယ်။အဲဒီအရေးပါတဲ့ဖြစ်စဉ်၃ခုအနက်နှစ်ခုဖြစ်တဲ့2012ခုနှစ်ဇူလိုင်လနဲ့2016ခုနှစ်ဖေဖော်ဝါရီလမှာကျွန်တော်ကိုယ်တိုင်သွားရောက်လေ့လာသုံးသပ်ခဲ့ပါတယ်။2016ခုနှစ်ဖေဖော်ဝါရီလကတော့အစ်စ်ရွေးကောက်တင်မြောက်ခဲ့ကြတဲ့ NDA ကိုဆယ်ရီဟောင်း သူတို့အစိုးရမပွဲခင်အချိန်လေးအတွင်ပြည်ထောင်စုလွှတ်တော်တဲကိုစတင်ဝင်ရောက်ခြင်းဖြစ်ပါတယ်။2016ခုနှစ်မှာ NLD အစိုးရဖွဲ့ပြီးနောက်ပိုင်းတမတော်ကိုစလဲရီဟာလွှတ်တော်ထဲမှာတခြားပါတီတွေထက်ကိုပိုပြီးအတိုက်အခံလို့ရည်တည်ခဲ့ကြပါတယ်။အကောင့်မြင်ပြီးပြောမယ်ဆိုရင်တော့နေပြည်တော်ဟာနိုင်ငံရေးအရာအရင်ကတည်းကပိုပြီးမြိုင်းမြိုင်းဆိုင်ဆိုင်ဖြစ်လာသလိုတစ်ဖက်မှာလည်းနိုင်ငံရေးအရာအနှုတ်သဘောဆောင်းတာတွေလည်းရှိခဲ့တာပါ။ နိုင်ငံရေးကနေစစ်တပ်ရဲ့အခမ်းကဏ္ဍကိုရှော့ချပစ်ဖို့ကြိုးစားနေတဲ့ NLD နဲ့ဒိုင်းနာပါတီတွေကတဖက်လက်ရှိအနေအထားနဲ့ပွဲစည်းပုံအရအထူးအခွင့်အရေးတွေကိုအရှိတီတက်အောင်ထိမ့်သိမ်းဖို့အလေးပြုနေတဲ့စစ်တပ်ဘက်ကတဖက်ဆိုပြီးတော့အရင်အာဏာရလူဟောင်းတွေနဲ့လက်ရှိအာဏာရလူသစ်တွေဆိုတဲ့အုပ်စုနှစ်ခုဟာထိတ်တိတ်အားပြိုင်မှုတွေဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီအားပြိုင်မှုရဲ့ရလဒ်ဟာအကောင်းဖြစ်မလားအဆိုးဖြစ်မလားဆိုတာကိုတော့ဘယ်သူမှအတိအကျမခန့်မှန်းနိုင်သေးပါဘူး အဲ့ဒီအားပြိုင်နေတဲ့ပွဲကတော့ထင်းထင်းရှားရှားလွတ်တော်ထဲမှာဖြစ်နေတဲ့တိုက်ပွဲပါပဲ NLD အများစုနဲ့တိုင်းရင်းသားကိုယ်စားလှယ်အချို့ကတစ်ဖက်လက်ရှိစစ်တပ်အကြီးအကဲဗိုလ်ချုပ်မှုချင်းမင်းအွန်လိုင်းရွေးချယ်ပေးထားတဲ့ကိုယ်စားလှယ်25ရာခိုင်နှုန်းနဲ့ကြံခိုင်ဖွံ့ဖြိုးပါတီတို့ကတစ်ဖက်ဖြစ်နေကြတဲ့တိုက်ပွဲပဲဖြစ်ပါတယ်တနည်းပြောရရင်ဒီတိုက်ပွဲဟာပြည်သူအများရှူစားနိုင်တဲ့ဇက်ခုံပေါ်ကပွဲပါတကယ်တော့ဇက်ခုံနောက်မှာဖြစ်နေတဲ့ဖြစ်ရက်ကပိုးပြီးစိတ်ဝင်စားစရာကောင်းပါတယ် ဒီကနေ့နေပြီးတော့ဟာတစ်ပင်ကြီးတွေတစ်ပင်ငယ်တွေနဲ့အရင်ထက်ပိုမိုစိမ့်လန့်နေတာပါ လမ်းမကြီးတွေဟာကျယ်ပြောပြီးရင်အသွားအလာကမရှိတလောက်ပါပဲလမ်းဖေးနှစ်ဖက်မှာ ပန်းပင်နဲ့ရွက်လာတွေကမြို့တော်ကိုလက်ဆက်အေးမြတဲ့အသွင်ကိုဆောင်စီပါတယ်။မြို့ရဲ့အထင်ကရနေရာတွေမှာလူသွားဇင်ကြံတွေကတော့အတော်ကိုတက်တက်ရရရှိလာပါတယ်။နေပြီးတော့မှလေတုညဉ့်ညမ်းမှုဆိုတာမရှိသလောက်မှုအာရပါရအသက်ရှူလိုက်ရင်ရင်ထဲကိုအောက်ဆီဂျင်တွေပြည့်ပြီးအသက်ရှူဝါတယ်လို့ခံစားရပါတယ်။ဒါပေမဲ့အနာယူသွားပြီမေနိုင်ငံရေးဇက်ခွန်ရဲ့နောက်မှာအခုအထိဩဇာတိတ်ကမရှိနေစေဘိုးချုပ်ကြီးတွေ ဘာတွေတွေးနေသလဲဆိုတာကိုတော့တစိတ်တဒေတာတိလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရုတ်တရက်အသက်ရှူကျက်တယ်လို့ခံစားလိုက်ရပါတယ်ကျွန်တော်တိလိုက်ရတဲ့အချက်တစ်ခုကတော့ဗိုလ်ချုပ်ကြီးတွေအနေနဲ့2017ခုနှစ်မှာတိုင်းပြည်ရဲ့နိုင်ငံရေးလမ်းကြောင်းကိုပြောင်းပြစ်ဖို့ဆုံးဖြတ်ချက်ချခဲ့ကြပြီမဲ့အာဏာသိမ်းမှုကိုသူတို့ရဲ့နိုင်ငံရေးဖြည့်ရှင်းနည်းတစ်ခုအဖြစ်စဉ်းစားနေသေးပဲဆိုတဲ့အချက်ပါပဲ ဒါကိုဗိုလ်ချုပ်ကြီးတွေနဲ့နှီးစမ်းမှုရှိပြီးယုံကြည်စိတ်ချရလောက်တဲ့သူတယောက်စီကနေကျွန်တော်ကြားသိခဲ့ရတာပါပုပ္ပတိရိမြို့နယ်တွေက ရာစတင်ကဟအဝိုင်းနားမှာအရင်စစ်အစိုးရနဲ့ပြီးခဲ့တဲ့အစိုးရရဲ့ထိတ်တန့်အဖွဲ့ဝင်6ယောက်လက်ရှိနေထိုင်နေကြတဲ့အိမ်6လုံးရှိကြပါတယ် စီအစူရအကြီးအကဲဘိုးကျော်မူကြီးတန်းရွှေသူ့ရဲ့လက်ထောက်ဒုတိယဘိုးကျော်မူကြီးမောင်အေးတမတာဟောင်းဦးသိန်းစိန်သူ့ရဲ့ဒုတိယတမတာဟောင်းဘိုးကျော်ကြီးတင်အောင်မြင့်ဦးလွှတ်တော်ဥက္ကဋ္ဌဟောင်းဘိုးကျော်ကြီးသူရရွှေမန်းနဲ့အရင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဒုတိယဘိုးကျော်ကြီးတင်အေးတို့ရဲ့အိမ်တွေပါအဲ့ဒီအိမ်တွေဟာအခုအချိန်အထိနေပြည်တော်ရဲ့ဝိညာဉ်ကိန်းအောင်ရနေရာပဲလို့ပြောလို့ရပါတယ်ဒီအိမ်6လုံးကို6လုံးတန်းလို့ဒေတာကန်တွေကခေါ်ကြပါတယ် လုံချုံရင်အဆောင်တွေကအိမ်ဝန်းနိုင်ရဲ့ဂိဝါရီကိုစောင့်ကြံ့နေကြပြီးလမ်းမတချို့ကိုလည်းသွာလာခွင့်နေပိတ်ထားပါတယ်ကျွန်တော်ရဲ့တွေးရှိချက်ဟာအဲဒီကနေတိုက်ရိုက်လာတာပါကျွန်တော်တွေ့ဆုံခဲ့တဲ့အငိမ့်စားအကြီးကဲစစ်တပ်အရာရှိကြီးကကျွန်တော်တို့ဆိုတဲ့ဘုံနှံစားအုံပြီးအောက်ပါအတိုင်းစပြောပါတယ်ကျွန်တော်တို့အနောက်ဘက်ပဲ့သွားမှဆိုရင်လေတိုင်းပြည်အခြေအနေကအရန်ကိုစိုးရင်ဖို့ကောင်းတယ်လို့နိုင်ငံအနောက်ဘက်မှာရှိတဲ့ရခိုင်ပြည်နယ်ကိုယီညွန့်ပြီးအဲ့ဒီအရာရှိကပြောပါတယ် ဘာလို့လဲလို့ကျွန်တော်ကမေးပါတယ်။ရခိုင်တပ်မတော်ကအရန်ရန်လိုပြီးတော့အဲဒီမှာရှိတဲ့ဘင်္ဂါလီရိုဟင်ဂျာပြည်ထနာကလည်းရှိနေတုံးပဲ။ဒါအပြင်ကျွန်တော်တို့သိတဲ့နိုင်ငံခြားတိုင်းပြည်ကြီးတစ်ခုကလည်းဒီအရေးမှဝင်ရောက်ဆွတ်ဖက်နေတယ်လို့အမေရိကန်ပြည်ထောင်စုကိုရည်ညွှန်းပြီးသူကပြောပါတယ်။သူ့ရဲ့အခြားအထူးအဆိုရင်ပူပန်မှုတစ်ခုကတော့ NLD ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုပါပဲ။ ူက NLD ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ခုခံနေကြတဲ့လွှတ်တော်အတွင်းကတမတော်သားကိုစလဲရီနဲ့တလီတန်နေပါပဲတကယ်လို့အခြေအနေတွေပိုဆိုးလာရင်တော့ကျွန်တော်တို့ကအာနာသိညာမှာပဲလို့သူကဆက်ပြောပါတယ်ဒီလိုလုပ်ရင်အကျိုးဆက်တွေမကောင်းဘူးဆိုတာကျွန်တော်တို့သိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှရွေးချယ်စရာမရှိဘူးလေ။အဲဒီလိုဆိုရင်တရုတ်ကိုပဲကျွန်တော်တို့အားထားရမှာပါ။ဘာလို့လဲဆိုတော့နိုင်ငံတကာအသိုင်းအဝိုင်းကကျွန်တော်တို့နဲ့တိတ်ဆက်ဆက်မှာမဟုတ်တော့ဘူးလို့ သူကဆိုပါတယ်သူပြောတော့တာကြတော့ကျွန်တော်အတော်ကိုစိုးရင်သွားပါတယ်ကျွန်တော်ကချက်ချင်းဆိုသလိုအဲ့ဒီလိုလုပ်ရင်အရင်တော့ငါလိုပဲကျွန်တော်တို့ပြည်သူတွေနဲ့မျိုးဆက်တစ်တည်းဟာဒုက္ခရောက်မှာဘို့လို့ပြန်ပြောလိုက်ပါတယ်အင်းလေဒါကတော့ပြည်သူရဲ့ကံကြမ္မာပဲပေါ့လို့သူကပြန်ပြောပါတယ်ကျွန်တော်ကစိုးရင်တကြီးနဲ့အာနာသိမ့်မဲ့အစာတက်ချုပ်ကိုဒေါအောင်ဆန်းစုကြည်နဲ့ညှိဖို့တိုက်တွန်းကြပါလားအဲ့ဒါတိုင်းပြည်အတွက်ပိုကောင်းလိမ့်မယ်လို့ကျွန်တော်ကသူ့ကိုပြောလိုက်ပါတယ်ဒီတော့သူက အေးဗျာခမားသိတဲ့အတိုင်းပဲသူတို့ဆွေးနွေးတာတွေကလည်းလုံမမဖြစ်တာလို့ပြန်ပြောပါတယ်သူစကားတွေကအရင်ကနဲ့လက်ရှိတက်မတော်ခေါင်းဆောင်တွေစဉ်းစားလေရှိတဲ့နီးလန်းနဲ့ပတ်သက်လို့ပြန်ဖော်ပြလိုက်တာပါပဲအဲ့ဒီစကားဟာလူဟောင်းတွေရဲ့အမြင်ကိုကိုးစားပြုနေပါတယ်အငိမ့်စားရောတာဝန်ထမ်းဆောင်စေဘိုးချုပ်ကြီးတွေဟာအာနာသိမ့်ဖို့ဘယ်တော့မှလက်မတွန့်ခဲ့ဘူးဆိုတဲ့အချက်ဟာကျွန်တော်တို့နိုင်ငံရဲ့အကြီးကပြဿနာတစ်ခုပါပဲ ူတို့အနေနဲ့အာနာသိမ့်ဖို့လိုတယ်လို့ထင်တိုင်းအဲ့ဒီနီးကိုတမိုင်းမှာတုံးခဲ့ကြပါလိမ့်။ဒီတမ်တော်အရာရှိဟောင်းပြောခဲ့တာဟာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့ကောင်ကွေးဦးစုချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့ကြားကဆွေးနွေးပြောဆိုမှုတွေနဲ့ပတ်သက်လို့ကတော့မှန်ပါလိမ့်။ကောင်းဆောင်နှစ်ယောက်ဟာ2018ခုနှစ်အထိမျက်နှာချင်းဆိုင်ဆွေးနွေးပွဲတွေအကြိမ်တော်တော်များများလုပ်ခဲ့တယ်လို့နာမည်ထုတ်ပြောလို့မရတဲ့အရာရှိတစ်ယောက်ကပြောပါတယ်။ဒါပေမဲ့လည်းဒီဆွေးနွေးပွဲတွေဟာ ဘာရလက်မှမထွက်ခဲ့ဘူးလို့လည်းသူက ပြောပါတယ်။သူတို့သဘောမတူကြတဲ့အချက်ကအခြေခံဥပဒေပြင်ဆင်ရေးပါပဲ။ခေါင်းဆောင်နှုတ်မှဆက်ဆံရေးကောင်းတယ်လို့ဘယ်တော့မှမကြားသိခဲ့ရပါဘူး။ပြီးတော့ကျွန်တော်တွေးဆခဲ့တဲ့အရာရှိတွေကလည်းဒီဆက်ဆံရေးဟာမကြခင်ကောင်းမွန်လာလိမ့်မယ်လို့မယူဆကြပါဘူး။စစ်တပ်အရာရှိကြီးဟောင်းတူဖြစ်တဲ့နောက်ထပ်တူကတော့အခြေခံဥပဒေပြင်ဆင်ဖို့ဒေါအောင်ဆန်းစုကြည်ပါတီရဲ့ကြိုးပမ်းမှုဟာအောင်မြင်မယ်လို့ယုံကြည်ဖို့မဖြစ်နိုင်ကြောင်းလဲဆိုပါတယ်။ စစ်တပ်သဘောနဲ့ကတော့ဒါဟာလုံးဝဖြစ်လာမှာမဟုတ်ဘူးလို့လဲသူကဆိုပါတယ်2017ခုနှစ်ကစခဲ့တဲ့လက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုရှေ့ဆက်သွားဖို့ဆိုရင်စစ်တပ်ကရေးဆွဲခဲ့တဲ့အခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ပြည်သူအများအပြားကယုံကြည်ကြပါတယ်ဒါပေမဲ့လည်းလွတ်တော်တွေကတမတော်သားကိုစလေရီရဲ့ထောက်ခံမှုတစ်ခုခုမရှိဘဲနဲ့တော့ဒီကိစ္စဟာဘယ်တော့မှခရီးပေါက်မဲ့ဟန်မတူပါဘူး အစိုးရအရာရှိတွေအထူးသဖြင့်လက်ရှိအစိုးရအတွက်အလုံးလုံးနေကြတဲ့တမတော်အရာရှိဟောင်းတွေစီကကျွန်တော်သိတဲ့အရာတစ်ခုကတော့ဒေါအောင်ဆန်းစုကြည်နဲ့သူ့အစိုးရအပေါ်သူတို့ရဲ့ရေးပြူရအမြင်ပါဒါနဲ့သက်ဆိုင်တဲ့မိကွန်းတွေသူတို့ကိုကျွန်တော်မေးကြည့်ခဲ့ပါတယ်သူကကျွန်တော်တို့ကိုလူလူဆက်ဆံနေဗျာအရင်အစိုးရတွေတဲကကျွန်တော်တို့အလုံးလုံးပေးခဲ့ဘူးတဲ့ဘိုးချုပ်ကြီးတွေနဲ့တော့အဲ့ဒါကွာလေလို့တယောက်ကဖြေပါတယ်ပြီးတော့သူကပရင်စပယ်တမားတမားတမတ်ကြတယ် သူ့ဝန်ကြီးတွေနဲ့တခြားစီပဲတော်တယ်အလုပ်အရမ်းလုပ်တယ်ဒါပေမဲ့သူကသူများစကားကိုတိတ်နားထောင်တဲ့သူတယောက်မဟုတ်ဘူးလို့လည်းသူကပြုံးပြီးပြောပါတယ်။အန်ရီအစိုးရမှာအရေးချင်းပြည့်တဲ့သူမရှိဘူးလို့ဝေဖန်သူတွေကပြောကြပါတယ်။ဒေါန်ဆန်းစုကြည်နဲ့တမတကပြီးထောင်စုဝန်ကြီးအများစုကိုလှုပ်ဆောင်မှုညံဖျင်းတာတွေလက်ပြီးလက်ယူမှုနဲ့ပတ်သက်ပြီးတတိပေးခဲ့ကြရတယ်လို့အဲ့ဒီအရာရှိကကျွန်တော်ကိုပြောပြပါဗျာ။ ။ဝန်ကြီးအဖွဲ့တစ်ခုလုံးမှာတရားဝင်တတိပိမခံရတာဆိုလို့နှစ်ယောက်လောက်ပဲရှိတယ်လို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ် NDA အနေနဲ့ဒိုင်းသားဒေသတွေမှာထောက်ခံမှုကြာဆင်းလာတဲ့အခြေအနေကြောင့်လာမယ့်2020ရွေးကောက်ပွဲမှာ2015ဒုံကလိုအပြည့်အသက်နိုင်ခြင်းမရှိပေမဲ့နောက်ထပ်အစိုးရဖွဲ့နိုင်လောက်တဲ့အထိတော့အနိုင်ရမယ့်ပုံရှိတယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အငိမ့်စာစစ်ဘက်အရာရှိတွေလက်ရှိအစိုးရအရာရှိတွေလွတ်တော်အဖွဲ့ဝင်တွေနဲ့စကားပြောရာကနေတေးသေးချာချာတိလိုက်ရတာကတော့အရင်နဲ့လက်ရှိစစ်ဘိုလ်ချုပ်တွေအနေနဲ့က NLD ကိုနောက်တစ်ကြိမ်အနိုင်မရစေချင်ဘူးဆိုတာပါပဲသူတို့အများစုကလူသစ်တွေကိုအထူးသဖြင့် NLD တွေကိုသူတို့စိုးစံရနေပြီးတော့မင်းနယ်ပယ်အတွင်းချင်းနှင်းဝင်ရောက်လာခဲ့ကြတဲ့ကျူးကျော်သူများအဖြစ်သာရှုမြင်နေကြပါတယ်နေပြီးတော့ကို NLD တွေချင်းနှင်းဝင်ရောက်လာကြတဲ့က လူဟောင်းတွေဟာမလုံခြုံတော့ဘူးလို့ခံစားကြရပုံရပါတယ်တကယ်တော့ NLD ဟာရွေးကောက်ပွဲနိုင်ခဲ့တဲ့အတွက်နေပြည်တော်မှာရှိနေဖို့တရားဝင် အခွင့်အရေးတရရရှိထားတာပါတမ္ပတနဲ့နိုင်ငံတော်တိုင်းမကန်အပါဝင်နိုင်ငံရဲ့လက်ရှိရွေးချယ်တင်မြှောက်ခံထားရတဲ့ခေါင်းဆောင်အများအပြားဟာဗိုလ်ချုပ်ကြီးတွေရဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြပါတယ်လက်ရှိမှာတော့တမ္ပတယုံနိုင်ငံတော်တိုင်းမကန်ရုံးအပါဝင် ဝန်ကြီးဌာနတွေနဲ့အစိုးရယုံအားလုံးလိုလိုကို NLD ကသိမ့်ပိုက်ထားကြပါတယ်။သူတို့တဲကအများစုဟာဒီမျိုးတော်ကြီးကိုဖန်ဆင်းခဲ့ကြတဲ့ဗိုလ်ချုပ်ကြီးတွေရဲ့တချင်ကအကျဉ်းသားဟောင်းတွေပါ။ဒါကြောင့်မို့အရင်ကနဲ့လက်ရှိဗိုလ်ချုပ်ကြီးတွေအနေနဲ့ကတိကောက်မလုံမကြုံတဲ့ပုံမှန်မဟုတ်တဲ့ခံစားမှုတွေအပြင်ရန်လိုမုံထားတဲ့အထီအောင်ခံစားကြရနိုင်နေဆိုတာကတော့အံ့ဩစရာမဟုတ်ပါဘူး။ကျွန်တော်သဘောအရဆိုရင်တော့တိုင်းပြည်လွတ်တော်တွေတွေကနေရွေးကောက်ကံမဟုတ်တဲ့ တက်မတော်သားကိုယ်စားလှယ်တွေမရှိတာ ကိုတွေ့မြင်လို့တာပေါ့ဒေါန်ဆန်းစုကြည်နဲ့တခြားဒီမိုကရက်တစ်တွေကတော့စစ်တပ်ကိုယ်စားလှယ်တွေကိုလွှတ်တော်ထဲမှာရှိနေစေလိုချင်မှမဟုတ်မှသေးကြပါပဲဒါပေမဲ့အချိန်ကမတန်သေးပါဘူးအခြေခံဥပဒေပြင်ဆင်ပြီးတက်မတော်သားကိုယ်စားလှယ်တွေလွှတ်တော်တွေတဲကနေဖယ်ပြီးတော့နိုင်ငံကြီးကနေစစ်တပ်ကိုဖယ်ရှားပစ်မယ်ဆိုရင်အဲ့ဒီကြိုးပမ်းမှုဟာနိုင်ငံကြီးအရာဆိုးကျိုးတွေထွက်လာဖို့တေချာသလောက်ရှိနေပါတယ် ဒီလှုပ်ရှားမှုဟာနေပြည်တော်ခရီးစဉ်အတွင်းစစ်ဘက်အရာရှိကြီးဟောင်းတဦးကကျွန်တော်ကိုပြောခဲ့သလိုအာနာသိမ့်မှုထက်ဖြစ်ဖို့မိမွေပေးသလိုတောင်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့နေပြည်တော်ဟာနိုင်ငံရေးပြိုင်ဘက်တွေအတူရှင်တွဲနေထိုင်ပြီးနိုင်ငံရေးနည်းနဲ့အခြေခံတူညီမှုတွေရှာဖွေရာနေရာတစ်ခုသာဖြစ်တင်ပါတယ်။ဒါဟာတခုတည်းသော နေပြည်တော်ရဲ့ရည်ရွယ်ချက်ဖြစ်တင်ပါတယ်။နေပြည်တော်ဟာအာနာရှင်တယောက်အတွက် ပုံကိုရအထွတ်အမြတ်ထားရနေရာတစ်ခုတည်းပိုတင်ပါလေဒီမျိုးတော့ဟာနိုင်ငံအတွက်ကြောက်ရွံ့မှု မုန်းတီးမှု ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့အရှက်ရမှုတွေထွက်ပေါ်တဲ့နေရာတစ်ခုမဖြစ်တင်ပါဘူးအဲ့ဒီအစားဒီမျိုးတော့ဟာတိုင်းပြည်ရဲ့နိုင်ငံသားအားလုံးလွတ်လပ်မှုတရားမျှတမှုဒန်းတူညီမျှမှုပျော်ရွှင်ချမ်းမြေ့မှုနဲ့ကြီးပွားတိုးတက်မှုတွေခံစားစံစားရည်တေချာစေဖို့ခေါင်းဆောင်တွေက စ조사ဖန်တီးပေးတဲ့နေရာတစ်ခုဖြစ်လာဖို့ကိုပဲကျွန်တော်တွေ့မြင်လို့မိပါတယ်